Hello everyone, welcome back. ဒီနေ့မှတော့ကျွန်တော်တို့ unit 93ကိုလေ့လာမှာဖြစ်ပြီးတော့ခေါင်းစဉ်ကတော့ He speaks English very well. What order? What order ဘာနော်စကားလုံးအစီအစီဆိုတဲ့အခန်းကိုလေ့လာမှာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့စကားလုံးအစီအစီကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးရှိပါလိမ့်မယ်။ Subject, verb, object, place, manner, time series ရှိမယ်။ subject ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကတော့ဟို active voice နဲ့ရေးတဲ့နေရာမျိုးတွေမှာပေါ့နော် active voice ဆိုလို့ရှိရင်တော့ subject ပြုလို့သူ verb ကရိယာ object ပြုလို့ခြင်းခံရသူ place ရင်လာမယ်နေရာရင်လာမယ် manner အမှုအကျင့်ရင်လာမယ်ပြီးတော့တော့မှာ time အချိန်လာပါမယ်ဒါကတော့ကျွန်တော်တို့ရိုးရိုးလုံးဝဘယ်စာကြောင်းမှာပဲဖြစ်ဖြစ်ဒီ format ပဲသုံးပါမယ် okay တစ်ချက်ကြည့်ကြည့်ရအောင်ဒီမှာဆိုလို့ရှိရင် sue bought some new shoes yesterday အဲဆိုရင် su subject ဖြစ်တယ် bought ဆိုရယ် verb ကိုတွေ့မယ် verb 2ကိုတွေ့မယ်ပြီးတော့လို့ရှိရင် bow ဝင်လာလဲဆိုရယ် object ရှိမယ် subject verb object လာပြီးတော့ပြီးတော့လို့ရှိရင် place လည်းမရှိဘူး ben မှာဝင်တယ်ဆိုတာမရှိဘူး manner ပျော်ပျော်ရှင်ပျော်ရှင်စွာစိတ်ဆိုးစွာဝမ်းနည်းစွာကြည်နူးစွာဒါမျိုးကြီး manner လည်းမရှိဘူးဒါပေမဲ့အနောက်မှာ time ရှိတဲ့အတွက် time ကို whole နောက်ဆုံးမှာထည့်လိုက်ပါမယ် okay အဲဒီတော့ the verb bought ကန and the subject the object ဒါတွေကတော့ are usually together ပေါ့နော်ဒီမှန်တယ်ပြောရင်ဒီ form အတိုင်းပဲလာမှာပါပဲဒါဟုတ်တာတစ်ချက်အလူချက်ထားလိုက်ပေါ့နော် subject verb object place manner time ဒီအတိုင်းပဲလာမှာပါပဲ okay အဲ့တော့တစ်ချက်ကြည့်ကြည့်အောင်အောက်ပါဒီမှာဆိုရင်လည်းအဲ့တိုင်းပဲ he speaks english very well အဲ့တော့ he သူက speaks ပြောပါမယ် verb လာမယ်။ဘာကိုပြောမှလဲဆိုတော့အင်္ဂလိပ်စကားဆိုတော့အတွက်ကြောင့်မလို့ဒီမှာ object လာမယ်။ဒီ very well ဆိုတာဘာကြီးလဲ။နေရာလည်းမဟုတ်ဘူး။အချိန်လည်းမဟုတ်ဘူး။အဲ့တော့ဒီကောင်ကဘာလဲဆိုတော့ manner ကိုပြတာ။ manner ဆိုတာအမှုအကျင့်ဘလို့အမှုအကျင့်လဲဆိုတော့ကောင်းမွန်စွာကောင်းမွန်တော်ကောင်းမွန်စွာဒါမျိုးတွေကိုပြောတဲ့ဟာ adjective အာဒီပေါ့နော် manner တွေကိုပြတဲ့ဟာမျိုးလာမယ်။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က subject လာပြီ verb လာပြီ object လာပြီ place မရှိတဲ့အတွက်ကြောင့်မလို့ place နေရာကိုလွတ်လိုက်ပြီပြောရလို့ရှိရင် manner ဆိုတဲ့အတွက်ကြောင့်မလို့ manner လာပြီနောက်မှာ time မရှိတဲ့အတွက်ကြောင့်မလို့ time နေရာကိုလွတ်လိုက်ပါတယ်နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီတိုင်းပါပဲ i subject like ကကြတော့ verb ဖြစ်သွားမယ်ကျွန်တော်ကြိုက်တယ်ဘာကိုကြိုက်တာလဲဆိုတော့ italian food ဒီမှာက italian တလုံးနဲ့ရလဲ object မဟုတ်သလို food တလုံးနဲ့ရလဲ object မဟုတ်ပါဘူး ဆိုတော့နှစ်ခုလုံးပေါင်းလိုက်တော့မှ object ဖြစ်မှာပေါ့နော် object တစ်ခုဘာအစားကလဲဆိုတော့ Italian food ကိုကျွန်တော်ကကြိုက်တယ်ဘယ်နေရာမှာကြိုက်တာလဲဆိုတော့ place မပါဘူးဆိုတော့အတွက်ဖျောက်လိုက်တယ်ဘလို့ကြိုက်တာလဲဆိုတော့အရန်ကြိုက်တယ်ဆိုတော့ဟာပါတယ်ဆိုတော့ okay manna ပါလာပြီ manna ရေးတယ်ဘယ်အချိန်မှာကြိုက်တာလဲဆိုတော့အချိန်မပါတဲ့အတွက်အချိန်ကိုဖျောက်လိုက်တယ်နောက်တစ်ခုကြည့်ကြည့်မယ်ဆိုရင်တော့ဒါကတော့မေးခွန်းပေါ့နော်မေးခွန်းဆိုရင်လည်းဒီတိုင်းပဲကျွန်တော်တို့ မေဥမှာဘာပဲကောင်းမလဲဆိုလို့ရှိရင် happy verb တွေ like ကြတာပဲကောင်းမယ် happy verb ပါတဲ့အတွက်ကြောင့်မလို့ happy verb ကို subject အရှိထုတ်လိုက်တယ်ကျန်တဲ့ဟာတွေကတော့ကျန်တဲ့အတိုင်းပဲပြန်ရေးမယ်အဲဒီတော့ happy verb ဒီမှာ verb 2ဖြစ်တဲ့အတွက် happy verb ကိုခေါ်တယ် subject အရှိကိုပို့တယ် subject လာမယ် verb လာမယ်ဘာကိုကြည့်ရလဲဆိုတော့ TV ကြည့်ရတဲ့အတွက်မလို့ object လာမယ်အဲဒီတော့ subject verb object လာပြီးတော့ပြီ place ကကြတော့အိမ်မှာဆိုတဲ့အရာ မပါလာဘူးမထည့်ထားဘူး မန္နာဘလို့ကြည်လဲပျော်ရွှင်စွာဝမ်းနည်းစွာဒါမှမဟုတ်လို့ရှင်အရင်အကောင်းစွာကြည်နူးစွာမပါလာဘူး time ပါလာပြီ all evening တညနေခင်းလုံးဆိုတဲ့အချိန်ပါတဲ့အတွက်အချိန်ဦးထဲတယ်မပါတဲ့ဟာမထဲဘူးနော်အကယ်၍ပါလာမယ်ဆိုရင်တော့သူ့အနေနဲ့သူအစီအစဉ်တိုင်း place လာမယ်မန္နာလာမယ် time လာမယ်နောက်တစ်ကြောင်းမှာဆိုရင်နော် Paul often wear a black hat okay Paul ကအဲ့ often မကြာခဏဒီဟာတွေကိုသတိထားပါ adverb of frequency လို့ခေါ်ရပါတော့ always usually never ever ဆိုတဲ့အရာတွေအကုန်လုံးကကျွန်တော်တို့ subject နဲ့ verb ရဲ့ဂျားထဲမှာပဲလိုက်တယ်အဲတော့ subject နဲ့ verb နဲ့ဂျားထဲမှာဒီကောင်တွေကလိုက်မယ်ဘာဝဲเนาะ Paul ကအမြဲတမ်းဝတ်တယ်တဲ့ဘာဝဲမှာလဲဆိုတော့ a black hat အုတ်ထုပ်အမဲရောင်တလုံးကိုအမြဲတမ်းဝတ်တယ်ပေါ့အဲတော့ဒီမှာဆိုရင်လေဒီဟာကတော့ object ဖြစ်ပါတယ်ဒီတို့ရအောင်နောက်တစ်ချက်ကိုကြည့်မယ်ဆိုရင်เนาะ we invited ကျွန်တော်တို့ကဖိတ်ကြားခဲ့တယ် ဒီမှာဆိုရင် subject ကျွန်တော်တို့ကဖိတ်ကြားခဲ့တယ် verb ဖြစ်တယ် a lot of people ပါလဲဆိုလို့ရှိရင် a lot of people ဆိုတဲ့အကြောင်းမလို့ဒီဟာကတော့ object ပေါ့နော်လူအများကြီးကိုဆိုပြီးဖြစ်သွားမယ်အဲ့တော့ဒီမှာဆိုရင် to the party ဒါဆိုလို့ရှိရင်ဘယ်ကိုလဲဆိုတော့ party ကိုအဲ့တော့နေရာပါလာပြီအဲ့တော့ place ပါလာပြီ manner မပါဘူး time မပါဘူး okay နောက်တစ်ကြောင်းကြည့်မယ်ဆိုရင် i ကျွန်တော်က open ဖွင့်ခဲ့တယ် subject ရပြီ verb ပြရပြီနောက်တစ်ခုမှာကျတော့ဘာကိုဖွင့်လာလဲဆိုတော့ object က the door တကားကိုဖွင့်ခဲ့တယ် police ကဘယ်နေရာမှာလဲမပါဘူး manner ပါလာပြီ slowly ဖြည်းညင်းစွာဖွင့်ပါတယ်ဆိုရယ် manner ပါလာပြီအချိန်ပါလာဆိုတော့မပါဘူးဥပမာအဖြစ်အချိန်ထည့်မယ်ဆိုရင်တော့ at midnight ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် mid at midnight က slowly ရဲ့အနောက်မှာရောက်တော့မှာပေါ့ဘာလို့လဲဆိုတော့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စာကြောင်းနေရဲ့အနောက်ဆုံးမှာပဲနေပြီ နောက်တစ်ကြောင်ကြည့်မယ်ဆိုရင်နော် WH ပါလာတယ် trade room မရှိဘူးမေကွန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုးထိတ်ဆုံးမှရင်းမယ် WH ကမေကွန်စလုံးမေကွန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ helping verb ထည့်မယ် verb 1ဆိုတော့ do does ခေါ်တယ် do does ခေါ်တဲ့နေရာမှာ subject အများဆိုတော့ do ကိုခေါ်လိုက်တယ် why do ဖြစ်သွားမယ် you ကကြတော့ပုံမှန် subject ဖြစ်မယ် always ကျွန်တော်ပြောသလိုပဲ ever or frequency ပါလာပြီ ever or frequency ပါလာလို့ရှိရင် subject နဲ့ verb နဲ့ကြားရမှာထင်မယ် why do you always make ပြုလုပ်တယ် the သင်ပြုလုပ်တယ် the same mistake ဘာလို့လုပ်တာလဲဆိုတော့တူညီတဲ့အမှားလှုပ်ချင်းခံရတာတူညီတဲ့အမှားပေါ့နော်အဲ့ဒါတကြောင်မလို့ဒီကောင် object ဖြစ်တယ်နောက်ကြောင်တော့မယ်ဆိုလို့ရှိရင်တော့ i am going to ကျွန်တော်ကလိမ့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာကြောင်းမှာ verb ကို ပြောပါဆိုလို့ရှိရင်တော့ borrowed loan နဲ့ general verb လို့ပြောလို့မရဘူး။ဘာလို့လဲဆိုတော့ MS are black going to the one ဥပမာတွဲပြီးယူမှာရမယ်။ကျွန်တော်တို့ဒီအရှိအအိုင်တလုံးနဲ့ရပဲ subject။ MS are black ing to plus the one ကကြတော့ဒီကောင်က future tense ကိုပြတဲ့ verb ဖြစ်တယ်။ Okay subject verb ပြီးသွားပြီဆိုလို့ရှိရင် object လာပြီ။ object ဘာလဲဆိုလို့ရှိရင်ပတ်စံအချိုးဆိုတဲ့အတွက် some money ကိုကပ်ပြီးတော့ရိုက်လိုက်မယ်။ I am going to borrow some money အဲ့တော့ဒီမှာကကြတော့ဟိုဒါကကြတော့ place လည်းမဟုတ်ဘူး manner လည်းမဟုတ်ဘူး time လည်းမဟုတ်ဘူးပေါ့ဒါကတော့လူတယောက်စီကနေဆိုတော့ဒီတိုင်းထည့်ဘာမှမပါလာဘူးဒီကောင်ကပြောရမယ်ဆိုလို့ရှိရင်ဒီကောင်ကကြတော့အဲ object မှာမှာသူကဒါက accusative ဖြစ်ပြီးတော့ဒီကောင် dative ဖြစ်လိမ့်မယ်ပေါ့နော်ဒီလုံးဝအောင်တကယ်ကိုကိုယ်ကပြပြခွဲကြပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတစ်ခါတလေကြလို့ရှိရင် object နှစ်ခုလိုက်တာမျိုးတွေရှိတယ်။ဒီမှာဆိုရင် object နှစ်ခုလိုက်တာမျိုးပြောလို့ရတယ်။ sum money ကလည်းပတ်စံပတ်စံအချို့ဆိုတာချီးချင်းခံရမှာဆိုတဲ့အတွက်ကြောင့်မလို့ object ပဲ။ဘသူစီကအဲ့ပတ်စံကိုချီးမှလဲဆိုတော့တငယ်ချင်းတယောက်စီကချီးမှာ။တငယ်ချင်းကလည်းကိုကချီးတာကိုခံရမယ်လို့ဖြစ်တဲ့အတွက်ကြောင့်မလို့သူကလည်း object ပဲ။ object နှစ်ခုထပ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့မှာမှာကျွန်တော်တို့ accusative object နဲ့ dative object ဆိုပြီးတော့ထပ်ပြီးတော့ခွဲသေးတာပေါ့နော်။ အဲ့ okay အဲ့ဒါတွေကတော့သိပြီးတော့သိကြမှာမလို့ပါဘူးအဲ့တော့ပြောချင်တာတော့ဒီမှာတော့ object နှစ်ခုဖြစ်တယ် okay view ကြည့်မယ်ဆိုလို့ရှိရင်တော့ where and when where ဘာမှလဲ when ဘယ်တော့လဲ we want ကျွန်တော်တို့သွားခဲ့တယ် to a party ပါတီကိုသွားခဲ့တယ် last night မနေ့ညကကျွန်တော်ပြောသလိုပဲ place လာမယ် manner လာမယ် time လာမယ်ဒီမှာဆိုလို့ရှိရင် where ဆိုတာကတော့ဘယ်မှလဲဆိုတဲ့အတွက်နေရာကိုပြတယ် 1ဘယ်အချိန်လဲဆိုတော့အချိန်ကို time ကိုပြန်ပါပေါ့နော်အဲ့တော့ please လာပြီးတော့မှအနောက်မှာ time ကလာမှာဟုတ်အဲ့တော့ဒီတိုင်းဖြစ်သွားပါမယ် we want to a party နေရာတစ်ခုသွားမယ် last night မနေ့ညကပေါ့နော်အချိန်အဲ့တော့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်တော့ place နဲ့ time ဆိုပြီးတော့ဒါဒါဒါတိုင်းပေါ့အောက်ကဟာလေးတွေဖတ်ကြည့်အောင် lisa subject box verb ဖြစ်နေပြီ လေစားလမ်းလျှောက်တယ်တဲ့ဘယ်ကိုလမ်းလျှောက်လဲဆိုတော့ please to walk every day နေ့တိုင်းဆိုတော့ subject verb ဒီမှာ object မပါတော့ဘူး subject verb object မပါ object ပျောက်သွားပြီ object မပါတော့ဘူးဆိုတော့ please ပါလာပြီ manner မပါဘူးဆိုတော့ manner ပျောက်သွားမယ်အချိန်ပါလာမယ်ဒါပါပဲနောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ will ကတော့ helping verb မင်းကဖြစ်တဲ့အတွက်ကြောင့်မလို့ helping verb ကိုရှေ့ထုတ်တယ် will you ်သင်ကတော့ be ရှိပါလိမ့်မယ်သင်ရှိမယ်တဲ့ subject verb ရပြီတရားကြတော့ at home ဒီမှာ object မရှိဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ object နောက်မှာက place လိုက်တဲ့အတွက်ကြောင့်မလို့ place လာမယ် manner မရှိဘူး this evening အချိန်ဖြစ်တယ် time ကတော့ဆုံးမလာမယ်နောက်တစ်ခုကြည့်မယ်ဆိုရင်ဒီမှာ usually ဆိုရဲ adverb of frequency ပါလာပြီ usually always sometime never ever hardly ever seldom ဒါမျိုးတွေကကျွန်တော်တို့ adverb of frequency ပေါ့နော်ချိန်နှုန်းပြကရိယာဝေဒနာတွေလို့ခေါ်တယ်ဆိုဒီကောင်တွေကိုကြတော့ကျွန်တော်တို့ subject နဲ့ verb နဲ့ကြားထဲမှာသုံးပါမယ်အဲဒီတော့ usually က subject နဲ့ verb ကြားထဲမှာရောင်းနေမယ် subject ပြီးသွားပြီ verb ပြီးသွားပြီပြီးသွားလို့ရှိရင်တော့ object မရှိဘူး place လာမယ် manner မရှိဘူး time လာမယ်နောက်တစ်ကြောင်းမှလည်းဒီတိုင်းပဲ subject verb 2လာမယ် verb လာမယ် verb 2ဖြစ်နေမယ် object မရှိဘူး place ကတော့ at the airport မှန်တာမရှိဘူးပျော်ရွှင်လာနှစ်ကွေးစွာမရှိဘူးနောက်တစ်ခုကတော့ time ဆိုတဲ့အချိန်လာမယ်နောက်တစ်ကြောင်ထပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ they have lived they subject have lived verb present perfect tense နဲ့ရေးထားတယ် object မရှိဘူး place ကကြတော့ in the same house သူညီတဲ့အိမ်တိုင်အိမ်ထဲမှာပဲနေရာပါလာပြီမန္တာမရှိဘူး happily ဆိုတာမျိုးမရှိဘူး sadly ဆိုတာမျိုးမပါလာဘူးပျော်ရွှင်စွာဝမ်းနဲ့စာရင်မပါလာဘူးပြီးတော့လို့ရှိရင်เนาะ for 20 years အချိန်ပါလာမယ်နောက်တစ်ကြောင်ကြည့်မယ်ဆိုလို့ရှိရင်เนาะ Joe's father subject Joe ရဲ့အဖေကတော့ has been verb ဖြစ်မယ် object မပါဘူးအဲ့တော့ object မထည့်ဘူးကျွန်တော်တို့ပြီးပါရင် place ပါလာမယ် in hospital manner မပါဘူး since June အချိန်ပါလာမယ်အဲ့တော့နောက်ဆုံးမှထည့်မယ် Okay, our as mentioned, general rule is a size related chajiao. 93.13, right or wrong? Mala mala, correct the sentences that are wrong. Mali is only the correct man bin biba. So, number one, did you watch all evening TV? Solution. Dimagaro, you, sub, uh, subject, did you watch negajaro, မေကုန်းဖြစ်တဲ့အတွက်ကြောင့်မလို့ did ကိုရှေ့ထုတ်တယ် verb လာမယ် okay subject verb ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလာမလဲဆိုရင်ပုံမှန် object လာမယ့်နေရာမှာ object ကဟိုးနောက်ကိုရောက်တယ်အဲ့တော့ did you watch tv ပြီးတော့ရင် place ကကြတော့ place မပါဘူး manner manner လည်းမပါဘူး time all evening ဆိုရဲ time ပဲပါလာမယ်အဲ့တော့ did you watch tv did you watch tv all evening ဖြစ်သွားမယ်နံပါတ်2ကတော့ su subject bot verb some new shoes object time I subject verb object time zero okay by number three I subject like verb I very much And then this picture object I know this picture man. I know this picture object I know this picture object I know this picture object subject verb object place manner time ဖြစ်ကမှာဆိုတော့တို့ကြောင့်မလို့ I like subject verb ပြီးတော့ပြီ object က this picture I like I like this picture very much ဖြစ်ပါမယ် Okay အဲ့တော့45 uh 4နေပြီးတော့90ဖြစ်ကြည့်ပါဦး So 93.2မှာဆိုရင်တော့ put the words in order စကားလုံးတွေကိုအစီအစီတိုင်းထားပေးပါတဲ့အဲ့တော့ကျွန်တော်တို့ subject ရင်လာမယ် I verb ga opened ba le so object ga the door pi do yin place ga ma shi bu manner ga slowly so le twa slowly the ba me da ba be so number 2 ji me so lo shi yin no a new phone i last week got so lo te ja de subject ga i hebi verb ga di ma de long me ba de got i got ပါ ਉਹ ရလဲဆိုရယ် object ကိုထည့်ရအောင်မယ် object ကကြတော့ a new phone i got a new phone place မပါဘူး manner မပါဘူး time ပါတဲ့အတွက်ကြောင့်မလို့ time ကိုထည့်မယ် last week so number 3 finish paul quickly his work ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ subject ရင်ရေးမယ် paul verb ကကြတော့ finished subject နဲ့ verb ပြီးသွားပြီ object ပမပါလေကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အလုပ်ကိုပြီးတယ်ဆိုတဲ့အတွက်ကြောင့်မလို့ object က his work paul finished his work okay subject verb object ပြီးတော့ပြီ please ပါလားဆိုတော့ please မပါပါဘူး manner ပါလားဆိုတော့ manner ပါပါတယ် quickly ဆိုတော့ quickly ထည့်လိုက်ရုံပါပဲနောက်မှ time ပါတော့ time တစ်ချိန်ပါဘောနော် or number 40ကြည့်အောင် Emily very well French doesn't speak okay အဲ့တော့ကျွန်တော်တို့ subject Emily subject လာပြီ verb ကဘာဖြစ်မလဲဆိုလို့ရှိရင် doesn't speak မပြောဘူးဆိုရဲဟာလာမယ် subject ပြီးတော့ verb doesn't speak subject verb ်ဘာလဲဆိုလို့ရှိရင် object ထလာမယ် object ဒီမှာဘာဖြစ်မလဲဆိုတော့ french ပြင်သစ်ဘာသာစကားပေါ့ပြင်သစ်ဘာသာစကား emily doesn't speak french place ပါလာဆိုရင်မပါဘူး manner ပါလာဆိုရင်ပါပါတယ်လွန်ကောင်းမှုဆိုတော့ very well time ပါလာဆိုရင်မပါပါဘူး okay အဲ့တော့ jenny halley ဆက်ပြီးတော့ဖြည့်ကြည့်ပါဦး93.3မှာဆိုလို့ရှိရင်တော့ put the words in order စကားလုံးတွေကိုအစီအရင်တိုင်းထားပေးပါတဲ့ နံပါတ်1မှာဆိုလို့ရှိရင်เนาะ to walk every day walks lisa အဲ့ဒါကြောင့်မလို့ subject ဖြစ်တဲ့ lisa ရင်လာမယ်ပြီးတော့လို့ရှိရင်เนาะ verb က walks လာမယ်ပြီးတော့လို့ရှိရင် object ဒါမှမဟုတ်ရှင် place ပေါ့ object ကမပါဘူးအဲ့တော့ဒီမှာက to walk ဆိုတော့ place ပါမယ် place ထည့်မယ် manner ပါလား actively တကြွစွာအမလို့ရှင် lazily ပြင်းကြီးစွာမပါလာဘူး နောက်ဆုံးမှာ every day ဆိုတဲ့အချိန်ပါတဲ့အတွက်အချိန်ကိုထည့်ပါမယ်။နံပါတ်2အကြည့်မယ်ဆိုလို့ရှိရင်တော့ at the hotel at the hotel i early arrive ဆိုတော့ okay i subject ရေးလိုက်ပြီပြီးတော့လို့ရှိရင် verb ကိုကြည့်မယ်ဆိုလို့ရှိရင် subject verb ဖြစ်တဲ့အတွက် verb ကိုကြည့် arrived i arrived okay subject verb object ကကြတော့မပါဘူး object မရှိဘူး place ကကြတော့ at the hotel ဆိုတော့ i arrive at the hotel ဘယ်လိုလဲဆိုတော့ manner က ဆောလင်းစွာဆိုရဲအားလီဆောတော့ဆောလင်းစွာဆိုရဲဟာမျိုးဖြစ်သွားမယ်အဲ့တော့ I arrived at the hotel early Okay 3ကိုကြည့်မယ်ဆိုလို့ရှိရင် goes every year to Italy Julia Okay အဲ့တော့ subject က Julia verb ကိုရှာမယ်ဆိုရင် goes Julia goes object မပါဘူး subject verb object ပြီးတော့လို့ရှိရင် place ကကြတော့ to italy လာပါမယ် julia goes to italy place ပြီးတော့ပြီးဆိုတော့ manna ပါလားမပါလားဘူး time ပါတဲ့အတွက်နောက်ဆုံးမှာ every year ကိုထည့်ပါမယ် okay number 40ကြည့်အောင် we since 1998 here have lived ဆိုတော့ okay subject က we ပါပြီကျွန်တော်တို့လာပြီ verb ကိုရှာမယ်ဆိုရင်တော့ have lived subject verb ပြီးသွားပြီ object ကကြတော့ object ပါလားဆိုတော့မပါဘူး okay subject verb ပြီးသွားပြီ object မပါဘူးဆိုတော့ subject verb object place ကိုရှာရအောင်မယ်ကျွန်တော်တို့ခု place ကတော့ here ဆိုတာပါတယ်ဆိုတော့ we have lived here place ပါပြီးသွားပြီဆိုတော့ manner မပါဘူး time ပါတယ်ဆိုတော့ since 1998 okay အဲ့တော့ဒီ unit ကိုလေးလေ့လာရင်းနဲ့မှတခုအကျိုးရှိတာလေးလေ့လာနိုင်မလို့လေမျှော်လင့်ပါတယ် Have a nice day. See you on next unit. Stay strong.